အားလုံးပဲမင်္ဂလာပါ online ဆန်းနဲ့ပြိုင်မဲ့ဘော်ဒါကာဒစ်စတမ်တို့ကတော့တက်မှတ်ဝိတ်တွင်ငွေရောက်ခဲ့ကြပြီမလို့စနေနေ့မနေ့ပိုင်းမှာပွဲကြည့်ရဖို့တင်ချသွားခဲ့ပါပြီဝိတ်တောင်းဝင်ဖို့အတွက်အရင်ကထက်အများကြီးပြင်ဆင်လာတယ်လို့အောင်လကိုတိုင်အင်တာဗျူးမှာပြောခဲ့တာပါ online ဆန်းကသူ့ fighter ဘဝကိုအနိုင်နဲ့ပွင့်သိမ်းချင်နေတဲ့စိတ်ပြင်းပြနေပုံမှာပဲသူ့ fighter ဘဝကဝမ်းချမ်းမြေ့ရှိနေနောက်ဆုံးအင်တာဗျူးမှာမျက်ရည်ကြားခဲ့တဲ့ဒီဝမ်းနဲ့နေခဲ့တာပါ ။ online ဆိုင်ရဲ့ခေတ္တခေတ်ကုန်ဆုံးပါတော့မယ်။မြန်မာပြည်ရဲ့အကစားလောကကိုအမြင်ကျဲလောင်းချပြပေးနိုင်ခဲ့တဲ့ Canon Fighter ကြီးကိုနှုတ်ဆက်ရတော့မှာပါ။ online ဆိုင်ရဲ့ရင်ပြိုင်မဲ့အတူကန်ကနပန်းသမားဖြစ်ခဲ့ပြီး online အနေနဲ့သူအမတတဲ့ချုပ်ွက်မိမှာကြောက်လို့စိုးရိမ်စင်းနဲ့ရှုံးပေးခဲ့ရတာပါဒီပွဲက stand fight ကိုအဓိကထားအပြိုင်ကြတဲ့ fighter နဲ့တော့တိုးတက်ကြမှာမလို့ကြည့်ကောင်းမဲ့အနေထားကို ပြန်တွေ့မြင်ရမှာသေးချာပါပဲဒိုင်မက်ကာရက်စတမ်ရဲ့မြေပြင်မှာအသာစီးရတဲ့အချိန်တွေမှာ သုံးတတ်တဲ့ဒူးတိုက်ချက်တွေကကာရက်စတမ်ပွဲပြတ်ခဲ့တဲ့ဖိုင်တာတိုင်းနီဝါကို သုံးခဲ့တဲ့အကွက်တွေဆိုတာအွန်လိုင်းဆိုင်ကသိနေပါတယ်အွန်လိုင်းဆိုင်တရားဒီတိုက်ကွက်တွေကိုရင်ဆိုင်ပြရှင်းဖို့ဘလူနီဗျူဟာနဲ့ထိုးသတ်မလဲစိတ်ဝင်စားစရာပါဒီဘွဲကစတန်ဖိုက်ပိုင်အသာတဲ့ဖိုက်တာနှစ်ယောက်တွေ့ကြမှာမလို့နှစ်ယောက်စလုံးအထိနာနိုင်ပါတယ် ပွဲကလည်းသုံးချီတွင်ပြီးဖြတ်မဲ့ပွဲမျိုးဖြစ်နေတာပါကာရစမ်ကခြေဝင်ဆွဲထားတဲ့ fighter မဟုတ်ဘူးဆိုပေမဲ့ online အဆန်းကို stand fight နဲ့မရှင်းရဲရင်တော့ game plan ပြောင်းလာနိုင်ပါတယ် online အဆန်းကအသက်ကြီးပြီးတော့ပြိုင်မဲ့ border ကာရစမ်ကတော့ပွဲဝေးနေတာပါ ပေါ့ကြီးကတော့ကာဒက်စတာကအပေါ်ကြီးပေါက်နေပြီအွန်လိုင်းအဆိုင်ကတော့အပေါ်ကြီးပေါက်နေတာပါကျွန်တော်မြင်ရတော့ဒီပွဲကို ဘသူ့ကိုမှအသာမေးခြင်းပဲ50 50ပဲပေးခြင်းပါတယ်နိုင်ရမဲ့သူတော့အောင်လကိုဖြစ်စေခြင်းပါတယ်အောင်လဆိုင်ရဲ့ပွဲကိုမြန်မာပြည်ကနာမည်ကြီးဖိုက်တာဖြစ်တဲ့လဝိကျော်ဒွန်းနိုမင်းတို့ကပါ ထိုင်းထီသွားရောက်ပြီးအပေးချဖို့ထွက်ခွာလာတာမြင်ရတော့အားရမိပါတယ်ဗျာမြန်မာတနင်္ဂနွေလုံးနဲ့မြန်မာပြည်သူပြည်သားတွေနဲ့အတူ အပေးချမယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်